Hello မြန်မာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality မှာ copy paste တွေအများကြီးထိပ်ပြီးမှကျွန်တော်ရှင်မှာ subs လာအတောစာကိုဒီဥစားပြန်ပြီးမှစင်းအောင်ဘယ်လိုလှုပ်ဆောင်သွားရမလဲ Facebook team ကိုဘယ်လို request ပြုတင်ပြီးသွားရမလဲဆိုပြီးဒီ video မှာအလုံးအသေးစိတ်လို့ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ်အိမ်ဆုံးကျွန်တော်တစ်ချက်ပြောကြည့်မယ်ဆိုလို့ရှိရင် page ရဲ့ recommendation အပိုင်းမှာဆိုရင် start ချက်ချက်ဖြစ်မှာ your page broken same rule ဆိုပြီးပြရတယ်အခုလိုမျိုး start ချက်ချက်ပြတော့ခဲ့ပြီးဆိုရင်တော့ဒီ page မှာ post အသေး content အသေးဘလောက်ပဲတင်တင်လို့ အများစီကိုမြောက်ပင်နဲ့ဒီ page ကရှိတဲ့ follower အနည်း possible ရောက်တဲ့အတွက်ကြောင့် rich englishman ကြာတော့ခဲ့တယ်။တကယ်လို့ဒီ star ကကောင်းတော့ခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေက page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတယ်။ဒီ page နဲ့ follower မဖြစ်သေးတဲ့လူအသစ်စီကိုလည်း Facebook က suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower အသစ်တွေတိုးပြီးလာတယ်။အဲ့အတွက်ဒီ user လည်းပြန်ကောင်းအောင်ဆိုမှ request view ဒီ video မှာပဲအားလုံးလှုပ်ဆောင်သွားပါမယ်။အဲ့အတွက်ကျွန်တော်အရင်ဆုံးသွားမှာတော့ကျွန်တော်ဒီ page quality မှာ straight အများကြီးထိတဲ့ဥစ္စာကို request view တင်ဖို့တင်ရ step step by step လို့ပြီးကျွန်တော်ပြပြပြမိမယ် request submit မတင်ခင်ဘာတွေလောက်ဆောင်သွားရလဲဆိုကျွန်တော်ဒီမှာချက်ပြပြပါမယ် request submit မတင်ခင်ကျွန်တော် page ကိုအင်ဇွန်စစ်ဆေးရတယ်အကယ်လို့ကျွန်တော် page က copy post copy content နောက်ခံတခြင်းဒါမှမဟုတ် violation content နဲ့ပတ်သက်ပြီးတင်ထားရဆိုရင်အဲ့ဒီ content လေးတွေအားလုံးဖြတ်မယ်အားလုံးဖြတ်လို့ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကိုယ်ပိုင် content genuine content တွေတင်ထားရဆိုရင်ပြီးရင်ကျွန်တော် default ချက်လာပြီးမှ hello support တစ်ချက်ပြန်နေမယ်ပြီးလို့ရှိရင် support inbox တစ်ချက်ပြန်သွားမယ်ပြီးရင် you are alert တစ်ချက်ထောက်တော့မှကျွန်တော်ဒီနေရာမှာ error လေးရှိတယ်ဒီနေရာမှာ copy thread copy post လေးရှိရဆိုရင်အဲ့ဒီ post man တွေမြန်အောင်အားလုံးဖြည့်လို့ပြီးတော့ခဲ့ပြီဆိုရင်ဒီ page မှာ current post တင်တဲ့ admin ပေါ့နော်ကျွန်တော်နံပါတ်ချက်ဒီမှာဆိုဒီ admin နဲ့တင်တဲ့အတွက်ကြောင့်မို့ဒီ page ကထိသွားခဲ့ရဆိုရင်ဒီ page မှာတန့်ရှင်းတဲ့အခြား admin အစ်စ်ခံပြီးမှဒီ admin ကိုဒီ page ကထုတ်ပြီးမှအဲ့ဒီ admin အစ်စ်နဲ့ဒီ page မှာ post တင်တာ9ရက်6ရက်10ရက်လောက်ရှိသွားခဲ့ပြီးတင်တဲ့ post content နဲ့ original post content နဲ့တင်သွားတဲ့ ပြီးလို့ရှိရင် live stream ပါညာလူတော့ဆိုပို့ပြီးအဆင်ပြေတာပေါ့နော်အဲ့လိုမှမဟုတ်ပဲ video တွေဒါမှမဟုတ် content တွေတခြားလေးစစ်စစ်ပြီးတင်သွားတဲ့ original content တင်သွားတဲ့ဆိုမှအဲ့ဒါမှကျွန်တော် request တွေပြီးတင်လို့ရတယ်ဒီ page ကကျွန်တော်အနေနဲ့တခြားစစ်စစ်ပြီးတခြားလောက်ဆောင်ပြီးပြီး page owner လည်းတခြားပြ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 ီးဖြစ်တဲ့အတွက်ကြောင့်မို့ request တွေပြီးတင်ဖို့ဒီနေ့ကိုကျွန်တော်တစ်ချက်ပြပြပေးပါမယ်အဲ့အတွက်ကျွန်တော်တို့ request တွေပြီးတင်ဖို့ဆိုရင်ကျွန်တော်ဒီ page တစ်ချက်လာပြီးမှကျွန်တော်ဒီ form တစ်ချက်နေပြီးတွားလိုက်ပါမယ်ဒီဥစ္စာကျွန်တော် corporate affiliate form ဆိုတဲ့ဥစ္စာကျွန်တော် page မှာအခုဆိုရင် corporate strategy လေးအများကြီး ထိထားတဲ့အတွက်ကြောင့်ပစ်ကအခမ်းမသိ suspended ဖြစ်တော့ဖွင့်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာဆိုတစ်ချက်ကြည့်မယ်ဆိုရင် Marshall အပိုင်းမှာ suspended ဖြစ်နေတယ် Pitch Rich အပိုင်းမှာ suspended ဖြစ်နေတယ်အခမ်းမသိရင်ဒီ Pitch ကဒီမှာ Pitch is at risk ဆိုတဲ့နေရာမှာ Pitch suspended ဖြစ်တော့ဖွင့်နိုင်တဲ့အတွက်ကြောင့်ဒီဥစ္စာတေချာလေး request ပြုတင်ရပါမယ်အဲ့အတွက်ကြောင့်ဒီဖက်တစ်ချက်လာပြီးစဉ်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Pitch name တစ်ချက် copy ကူပြီးထည့်တော့ပါမယ်ပေးရှင်းနာမည်ရတဲ့ပေးရှင်း user name နဲ့ရပါတယ်ခင်ဗျာနော် ီးရင်တော့ကျွန်တော်လက်ရှိသုံးနေတဲ့ email တခုကျွန်တော်ထည့်သွားလိုက်ပါမယ်ဟုတ်ပါမလားအဲ့ဒီ email ကျွန်တော်သုံးတာကျွန်တော်မှဒီ Facebook account အရင်များတော့ email နဲ့အရင်များတယ်ပေါ့နော်အတွက်ကျွန်တော် တခြားလေးစစ်စစ်ရပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်ဒီ email သုံးနေမှန်ကန်တယ်ပြီးရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးမှကျွန်တော်ဒီမှာဆွေးနေတော့ ကျွန်တော်ရဲ့ page ရဲ့ url link ဖြစ်ပြီး user name ဖြစ်ပြီး copy ကူပြီးမှကျွန်တော်ဒီမှာတစ်ချက်ထည့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ amazon affiliate မှာစာသားထည့်သွားမယ်အတွက်ကြောင့်အဲ့အတွက်ကျွန်တော်ဒီမှာစာသားလေးတည်းကျွန်တော်လုပ်ထားတာဥစ္စာတော့ရှိတယ်ခင်ဗျာပေါ့နော်ကျွန်တော်ဒီမှာဒီစာသားထည့်သွားမယ်အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ page ရဲ့နာမည်ပါ냐အားလုံးထည့်သွားမယ်အတွက်ကြောင့် page နာမည်အင်ဆိုကျွန်တော် check copy ကူမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီ page your name ဆိုတဲ့နေရာမှာကျွန်တော် page name ထည့်မယ် ကျွန်တော် page name ထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုကျွန်တော် Facebook account နာမည်ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော် affiliate တင်မယ် admin ရဲ့နာမည်ထည့်သွားမယ်အတွက်ကြောင့်မို့ကျွန်တော်တစ်ချက်ထည့်သွားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီဥစ္စာလေးကျွန်တော် test set ထည့်လုပ်ပြီးသွားလိုက်ပါမယ်အခုလိုမျိုးကျွန်တော်လုပ်လို့ပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ page ရဲ့ link ကျွန်တော်တစ်ချက်ထည့်မယ်အတွက်ကြောင့်မို့ဒီ owner လေးမှာကျွန်တော်ဒီမှာပြန်မှာ page l i n k pitch link ဆိုရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်အခုနောက်တော့ကျွန်တော်ဒီမှာ pitch link pitch လုပ်ထားအောင်ဆက်တယ်ဒီ pitch link တစ်ချက်ပြန် copy ကူးမယ်ပြီးလို့ရှိရင်အခုနောက်နဲ့တစ်ချက်ပြန်သွားပြီးမှဒီမှာ pitch link pitch လုပ်ထည့်ပြီးမှဒီဥစ္စာအားလုံးကျွန်တော်တစ်ချက် copy ကူးပြီးသွားပါမယ် copy ကူးပြီးစင်တော့ကျွန်တော်ဒီမှာစင်ဒီ quality လေးမှတစ်ချက် pitch လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာဒီ pitch quality အနေနဲ့ဖြစ်တဲ့ skin shot ထည့်မယ်အတွက်ကြောင့်ကျွန်တော်ဒီအောင်းနာတော်မှာဒီခြုံကို finder တစ်ချက်နှိပ်မယ်ကျွန်တော်တို့ skin shot ဆွဲထားပြီးတဲ့ရှိတဲ့အတွက်ကြောင့်တစ်ချက်တည်းကျွန်တော်ထည့်လိုက်ပါမယ် အားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်ကျွန်တော်ဒီဖက်ကနေ send ဆိုတာနှိပ်ပြီးမှ request ဆက်ပြုတင်မယ်ပြီးလို့ရှိရင်ကျွန်တော်အခုနောက်ထည့်လိုက်တဲ့ gmail မှာ code ရှင်းလုံးကြမယ်တို့ကြောင့်အဲ့ဒီ code ရှင်းလုံးကျွန်တော်တစ်ချက် copy ကူပြီးထည့်သွားမယ်အဲ့တွက်ကျွန်တော်ဒီ user ကို refresh လုပ်ပြီးသွားမယ်ကျွန်တော်ဒီ opposite မှာကြာလိုက်ပြီဆိုရင်တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ code လေးကိုကျွန်တော်တစ်ချက် copy ပြီးရပါမယ် ပြီးရင်ကျွန်တော်ဒီ query လမ်းမှာတစ်ချက်ပြန်ဖိပြီးမှကျွန်တော် confirm ဆိုတစ်ချက်နှိပ်ပြီးသွားမယ်ဆိုရင်ကျွန်တော်ဒီမှာ i'm not robot to verify တစ်ချက်ပြန်လုပ်ရမယ်အတွက်ကြောင့်မို့ဒီမှာ taxi ဆိုရင်ကျွန်တော်ဒီ၃ခုကိုကျွန်တော်တစ်ချက်ရွေးပြီးမှ verify နှိပ်မယ် amount ချစ်လက်ပြပြီးဆိုရင်အောက်ကနေ submit ဆိုပြီးနှိပ်ပြီးသွားမယ်ကျွန်တော်ဒီနေရာမှာ process အနည်းငယ်လေးကြာမယ်အချင်းအနည်းငယ်လေးစောင့်ပြရပါမယ်ချက်ချင်းကျွန်တော်ထွက်သွားလို့မရအောင်နော်ချက်ချင်းထွက်သွားမယ်ဆိုရင် facebook team ထဲကိုမရောက်ပါခင်ဗျာနော် facebook team ဝန်ထမ်း ai တွေသူတို့အလုပ်လုပ်နေဥစ္စာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အဖက်ကချက်ချင်းထွက်လို့မရဘူးအခုလိုမျိုးပြသွားခဲ့ ပြီးဆိုရင် from some successfully ဆိုသူတို့ရဲ့ review ထဲရောက်သွားခဲ့ပြီးတော့သူတို့သူတို့ system ပြလိုက်ပါမယ်ပြလို့ရှိရင်သူတို့ check in လုပ်ပြီးမှကျွန်တော်တို့ရဲ့ email မှာ response လုပ်ပြီးလာမယ်အဲ့တော့ကျွန်တော် okay တစ်ချက်နေပြီးတော်လိုက်ပါမယ်ဒါကြတော့ပထမ step နဲ့ပြီးတော့ခဲ့ပြီဆိုရင်ဒုတိယ step နဲ့ကျွန်တော်ဒီနောက်တစ်ချက်လာပြီးမှကျွန်တော်ဒီ option နဲ့ဆင်းတော့မယ်ဒီစာတွေအားလုံးဖတ်တော့လိုက်ရတယ် page ကဘာကြောင့်အခုလိုမျိုးဖြစ်တယ်ဆိုမှပေါ့နော်ဒီ page a fill from တစ်ချက်နေမယ်ပြီးကျွန်တော်အပေါ်ဆုံးမှာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ email ကျွန်တော်တစ်ချက် copy ကူပြီးမှထည့်သွားရပါမယ် ကျွန်တော်ဘက်ကအင်တာနက်နည်းနည်းလေးနေကွေးမှုရှိတယ်လို့တိခံပြပါနော်။ထင်ငေါထင်ငေါဖြစ်သွားခဲ့ပြီးရင်ကျွန်တော်ဒီမှာဆိုရင်တော့ page ကဖြစ်တော့ကျွန်တော် page ကိုရေးမယ်။ပြီးရင်ကျွန်တော်စာသားတော့အခုနဲ့စာသားပဲတစ်ချက်ပြန် copy ကူပြီးမှထည့်သွားရပါမယ်။မရသေးဘူးစာသားကပြန် copy ကူရမယ်။ပြီးရင်တော့ကျွန်တော် gmail နဲ့ဖြတ်ပြီးမှစာသားထည့်လိုက်မယ်ကျွန်တော်ဒီမှာနော်။အားလုံးထည့်ပြီးပြီးရင်တော့ organized submit nebi ma polai pa me dio kismas ne from submit successfully so through pa kan ti cha sis se bi ma chano ro improve lo bi la ma lo pyo ma se chano ro respond lo bi la ma phet par de dio sa prathama step dutiya step bi da khe bi se now so setup kan ne chano request se bi niyam at cha ma chano page ka ba phet da le chano page niyam chano tche twa ma commit standard violation da ma mwe le chano di page is at risk to check copy ကိုပြီးမှကျွန်တော်ဒီအပေါ်ဆုံးမှာထည့်တော့မှာသူ subject ဆိုတော့ကျွန်တော် title ခေါင်းစဉ်လို့အတူတူပဲဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်ဒီစာသားနေရာမှာလည်းဒီစာသားတစ်ခုပဲကျွန်တော် copy ကိုပြီးထည့်တော့ရပါတယ်ဒါကြတော့အဖက်ဖက်ကနေကျွန်တော်တို့ paper model နဲ့ facebook team နဲ့မြန်မြန်ဆန်ဆန်စစ်ဆေးပြပါတယ်ကျွန်တော်လူမျိုးကဘာမှာဖြစ်တဲ့ case တွေအများရှိတယ်လို့ကျွန်တော်တို့က response လုပ်ဖို့မနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဖက်ကနေဒီလူမျိုး tag ခတ်တယ်လည်းလည်းပို့ပေးရပါတယ်ဒီအနည်းဆုံး၃နေရာနဲ့ကျွန်တော်ပို့ကိုပို့ရပါတယ်ပြီးရင်ကျွန်တော်အခုနောက်ပြောတဲ့ page quality အနည်းငယ်ဖြစ်တဲ့ screenshot ချက်ပြန်ထည့်မယ်အားလုံးထည့်လို့ပြီးသားခဲ့ပြီဆိုရင်အောက်ကနေတစ်ချက်ပြန် submit နေပြီးမှတော်လိုက်ပါမယ်ဒီ case မှာလည်း from submit successfully ဆိုကျွန်တော် ကျွန်တော်တို့ဘက်က request တွေပြုတင်တာလုံးဝအမြင်တော့ခဲ့ပြီးအခုလိုမျိုးကျွန်တော်တို့ request တွေပြုတင်လို့ပြီးတော့ခဲ့ပြီဆိုရင်တော့ကျွန်တော် page မှာတင်ချင်တဲ့တင်လို့မရပါဘူး page ရဲ့ policy facebook ရဲ့ policy နဲ့ live ဖက်တဲ့ content လေးတွေသူများ content ကို copy မလုပ်ဘဲနဲ့ကိုယ်ပိုင် video လုပ်မယ်ကိုယ်ပိုင်စာသားရေးမယ်ကိုယ်ပိုင် content fan tv မှာတင်တော့မယ် content တင်တဲ့ခါမှာလည်းဒီ facebook ကပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီဒီရိုင်းစတဲ့စကားလုံး၊ကြမ်းတမ်းတဲ့စကားလုံး၊ညံ့ညံ့တဲ့စကားလုံးမျိုးတူတူတယောက်တိုက်ခတ်တယ်ပုတ်ခတ်တယ်မကောင်းတဲ့အကြောင်းနဲ့ပတ်သက်တဲ့စကားလုံးတင်တော့လို့မရဘူး က်လစ်ပါညာတင်သွားလို့မရဘူးငွေလွဲစကင်ရှော့ပါညာတင်သွားလို့မရပြီးလို့ရှိရင်ကျွန်တော်ဒီအကောင့်တွေတည်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်တွေးထက်တယ်ဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်သွားလို့မရဘူးဒီလိုတော့တင်သွားလို့ရတယ်ဒါပေမဲ့တချို့ကျတော့တွေးထက်တယ်နဲ့ပတ်သက်ပြီးခုတ်တက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြီးလို့ရှိရင်ကျွန်တော်လင်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးမှလည်းတင်သွားလို့မရပါဘူးခင်ဗျာနော်တချို့ကျတော့ရှိရဒီလိုမျိုးတက်ပုံတွေကကိုပိုင်တက်ပုံမဟုတ်ဘဲနဲ့သူများ page ကတက်ပုံတွေ အခြားဟိုဆက်ကတက်ပေါ်နေအလွယ်တကူ download ဆွဲလိုက်ပြီးမှ edit လုပ်ပဲ pitch မတင်မိသားမစင်ဒီ copyright content တပ်ပတ်ရခုပြမရှိပဲသူများ content ယူသုံးနေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က download ဆွဲလိုက်လို့ဆိုရင်လည်းပြန် edit လုပ်ပြီးတင်သွားရတာပေါ့နော်ဒါကျတော့ဒီ page owner ကျွန်တော်ပြောတဲ့အတွက်ကျွန်တော်ဒီ page owner အခြား website ကတက်ပေါ်နေ download ဆွဲလိုက်ပြီးမှဒီ canvas software မှဒီ color လေး energy change နဲ့ crop banner လုပ်ပြီးမှဒီမှာဆိုသူစာသားရေးပြီးထည့်တယ်ပြီးလို့ရှိရင်သူဒီမှာဒီလိုလေး ဒီထည့်သွားခဲ့တယ်မသူ pitch နဲ့ live ဖြစ်တဲ့စာသား content branded ပညာလူကိုပညာအလုံးထည့်သွားခဲ့ပြီးမှသူကလုတ်ပြီးသွားတယ်နောက်တစ်ခုကျတော့တချို့နားမလည်ရှိရမှာနော်ဒီ ကိုကိုတိုင်းဗီဒီယိုတစ်ခေါက်လုပ်လိုက်တယ်အဲ့ဒီဗီဒီယိုကျွန်တော်ဒီ page မှာလည်းတင်တယ်နောက်ထပ် page 3ခုရှိရဆိုလဲနောက်ထပ် page 3ခုမှာတွားပြီးတင်တယ်ဆိုရင်အဲ့ဒါ violation ဖြစ်ပါတယ်တက်ပုံနဲ့ထုံနည်း၎င်းပဲပြောမစိင်တုံးပြီးသွားတဲ့ content use လုပ်ပြီးသွားတဲ့ content တွေကိုပြန်တုံးလို့မရဘူးပြန်တုံးမစိင်တော့ copyright content ဖြစ်ပါတယ်ခင်ဗျာနောက်အဲ့အတွက်တစ်ချိန်မဲ့တုံးပိုင်ခုရှိရနောက်တစ်ချိန်ပြန်တုံးမစိင်ပြန်ပြီး edit လုပ်ပါဒါမှမဟုတ်ပြန်မှာအစ်စ်တက်ပုံရိုက်ပြီးမှဒါမှမဟုတ် edit refresh ပါညာလုပ်ပြီးမှတင်သွားလို့ရပါတယ်ခင်ဗျာနော် ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်ဒီ page ကပြန်စိမ်းသွားခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော် second shot ရည်ရည်မှာကျွန်တော်တင်ပေးသွားပါမယ်ဒီ page တစ်ခုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီမှာတစ်ချက်ကျွန်တော်ပြပေးမယ်ဒီ page တစ်ခုဆိုလို့ရှိရင်တော့ page မှာ straight လေးတွေ9ကျင်း8ကျင်းတော့ straight ဖြစ်ပြီးမှကျွန်တော်ရှင်းမှာ service address ကအချင်းတို့အတွင်းမှာပဲ page ကလုံးဝစိမ်းသွားခဲ့တာပေါ့နော်ဒီ page owner လည်းကျေးဇူးတင်လို့ကျေးဇူးတင်လို့မဆုံးပါဘူးဒီမှာတစ်ချက်ကြည့်မှဆိုရင် we restore your page ဆိုပြီးပြတာပေါ့ page ကလုံးဝ perfectly ကောင်းသွားခဲ့ပြီ which english နဲ့တော်တော်လေး ေးကိုကောင်းတော့ခဲ့ပါပြီအရှိအရှိမှလည်းကျွန်တော်ဗီဒီယိုအများကြီးတင်ထားပြီးတဲ့တစ်ချက်တော့ချိနိုင်ပါတယ်တကယ်လို့လူချင်းမင်းတို့အတွဲဒီဗီဒီယိုအကျိုးဖြစ်စေတဲ့ဆိုရင်တော့ like share ဘာညာလုပ်တော့လို့ရပါတယ်เนาะအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်